ရောင်မျိုးစုံတက်တော်များနဲ့အန်တော်များဥကောင်းခွန်ရုံများကြမ်းရှိပြီးယနေ့ထိတိုင်ပူဇော်ထားတဲ့တီဘောမြို့မှာရဟန္တာရှင်မြတ်ကြီးဆရာတော်ဦးစန္ဒဝရအကြောင်းပြောခြင်းပါလေဆရာတော်ကြီးရဲ့ဘွဲ့တော်ကဗန္နနာစန္ဒဝရဖြစ်ပါလေရခိုင်လူမျိုးလို့သိရပါတယ်မွေးရဇာတိကတန်တွဲမြို့နယ်မင်းကွန်ကြီးရွာဖြစ်ပါလေအဘမီဦးအောင်သာအမိမီတော်မင်းကောင်မှာ AD 1908ခုနှစ် AB 20တနင်္လာနေ့မှာ အားမြင့်တယ်လို့ဆိုပါတယ်အသက်9နှစ်ရွယ်မှာရှင်သာမဏေဝတ်ခဲ့ပါတယ်အသက်10နှစ်ရွယ်မှာရန်ကုန်မြို့ကိုပညာသင်ဖို့ရောက်ခဲ့ပါတယ်အဲဒီနောက်မန္တလေးတိုင်းစင့်ကိုင်မြို့နယ်ကိုရောက်ရှိသွားတယ်အဲဒီမြို့နယ်ရွာအောင်ဆရာတော်ဦးစားဂရထံမှာပရိယတ်တိပရိပတ်တိစာပေတွေသင်ကြားစီပုခဲ့ပါတယ်အသက်16နှစ်အရွယ်ရောက်တဲ့အခါစင်ကံရွာရွာဦးကျောင်းဆရာတော်ဦးစားဂရထံတော်မှာဥပဇေခံပြီးဟန်းပောင်းကိုတက်ရောက်ခဲ့ပါတယ် 1952မှာတီဘောမြို့ကိုရောက်လာပါတယ်တက်တော်44နှစ်အရွယ်ပေါ့ဒီနေရာမှာဒုထဝတိမြို့ရှိတယ်မြို့ရဲ့အရှိဘကံမှာ Great Panda ဆိုတဲ့တင်တောင်ရှိပါလိမ့်ဒီတောင်ကုန်းမြို့ပေါ်မှာအရညဝါသည်တောရက်မြပြီးတရားကျင့်ကြံပွားများအားထုတ်ခဲ့ပါတယ်အသက်82နှစ်အရွယ်ရောက်တဲ့အခါကျမရေးချွတ်တက်လာပါတယ်အဲဒီတော့1990ခုနှစ်ပါတတော်89နှစ်ရောက်တဲ့အခါထိဒီတောင်တပေါ်မှာပဲတရားအားထုတ်ခဲ့ပါတယ် 1998ခုနှစ်အောက်တ်လ2ရက်အင်္ဂါနေ့နက်နက်3:45မိနစ်ချိန်ဆရာတော်ကြီးဟာဘဝနဲ့ထံပြောင်းတော်မူတယ်လို့သိရပါတယ်။အောက်တ်လ16ရက်စနေနေ့မှာတော့ဆရာတော်ကြီးရဲ့အန်ဒီမာအဂိစာပနာတပင်ဆင်ရင်ကျင်းပါပါတယ်။နေရာမှာမူလတည်င်းသုံးတော်မူခဲ့တဲ့တိန်တောင်ကုန်းကြီးတောင်ကလပ်မှာဖြစ်ပါတယ်။အဲဒီကကြောင့်မဆရာတော်ကြီးရဲ့ထူးခြားအံ့ဩတွေကိုသိရှိကြီးညိုတော်မူရပါတယ်။ရှေးအခါကဘာမှမသိရတဲ့အခါ ။တပည့်ပေါင်းကလည်းအလုံးဝမ်းနဲ့ကြေကွဲရပါတယ်။ဆရာတော်ကြီးဟာဘလောက်ထိကြင်ကြံပေါ့မြောက်ဤစီးနေလဲဆိုတာကိုတစုံတစားမှပြောသွားပါဘူး။ဘာကြောင့်လဲဆိုတော့ဇာပနာသပင်ကျင်းပပြီးနောက်နှစ်ရက်ကြာမှဆရာတော်ကြီးရိုးပြတဲ့သိမ့်ရတဲ့ခါမှာမီးမလောင်ကျွမ်းတဲ့အန်တော်ကို၎င်း၊ဦးကောင်းယူခွန်ကို၎င်း၊အရွယ်မျိုးစုံအယောင်မျိုးစုံတက်တော်တွေကို၎င်းအံ့ပွဲကြီးညိုပွဲဖူးတွေးရတဲ့ခါမှာငါတို့ကိုကိုယ်ွယ်တဲ့ဆရာတော်ကြီးဟာယဟန္တာရှင်မြတ်ပါလားလို့သိရှိတော်မူပါတယ်။ အခုကပူဇော်ခံထားတဲ့ဆရာတော်ကြီးရဲ့ဥကောင်းရိုးဖုံမှာအစံတော်ဒီတော်မှပြန်လည်ထွက်ပေါ်နေတာအံ့ဖွယ်ဖူးတွေ့ရပါတယ်။တတော်ထင်ရှားရှိစဉ်ခါကလည်းဆရာတော်ကြီးဟာတပါတိတာသတင်းသုံးပါတယ်။ဒကာလီယန်ဒကမနေတွားရောက်ဖူးပြောင်းတဲ့ခါလဲကြားရှိစွာစကားပြောလို့မရှိပါဘူး။ဆရာတော်ကြီးကိုကြော်ပြတဲ့နေပြနဲ့ဆရာတော်ကြီးကပြန်ကြပြန်ကြဆိုပြီးပြန်ခိုင်းပါတယ်။သီပေါ်မျိုးကလမ်းကြည့်ရင်ဒီပရင်ဘန်ဒါဆိုတဲ့တိမ်တော်ကိုမြင်ရပါတယ်။ဒီတောင်ပေါ်မှာကြည့်ရင်လည်းသီပေါ်မျိုးလှမ်းမြင်ရပါတယ်။ ဒီနေရာမှာကြည့်ရင်စီးစင်းနေတဲ့မြေတစင်းဟာဒုတ်ထဝရီမြေပါမြေနောက်ဘက်ကမှတီပေါမျိုးတီပေါမျိုးရှေ့ခန်းမှာပရင်ပန်ဒအသိမ့်တောင်ရှိပါလေတောင်ကုန်းမြေမှာတောင်တန်းမဟုတ်တောင်သုံးလုံးပါတောင်တတောင်မှာကိုးစုတောင်လို့ခေါ်ပါလေတခြားတောင်ကငါးစုတောင်ကျန်တောင်ကိုသုံးစုတောင်လို့ခေါ်ပါလေအဲ့ဒီသုံးစုတောင်ပေါ်မှာရှေးခါကယဟန္တာအရှင်သူမြတ်တွေတည်င်းသုံးခဲ့တယ်လို့လည်းယနေ့တိုင်ပြောဆိုနေပါလေ ကိုစုတော်မှာရညဝါဒီတော်ရမီလေတရားကျင့်ကြံအားလုံးမူလေယဟန္တာဆရာတော်ကြီးတပါးရှိခဲ့ကြောင်းခုတတိတိုင်ပြောစမှတ်ပြုခဲ့ပါတယ်ဒီဆရာတော်ကြီးကတော့ဆရာတော်ဦးစန္ဒဝရဖြစ်ပါတယ်ဆရာတော်ကြီးအကျဉ်းချက်နဲ့ရောင်စုံတတ်တော်တွေနဲ့တကွာဥက္ကောကိုသမကကျဉ်းချက်နဲ့အန်တော်ကိုလည်းဒီနေ့ထိတိုင်တွားရောက်ဖူးမြော်နိုင်သေးတယ်လို့သိရပါတယ်နောက်ထပ် အံပွဲထူချာဆရာတော်ဖျားကြီးတပါအကြောင်းပြောခြင်းပါတယ်ဒါကတော့တတရားမြောက်မိုးကုတ်ဆရာတော်ဖျားကြီးဦးတေစိန်တာဖြစ်ပါတယ်ဆရာတော်ကြီးဦးတေစိန်တာရဲ့ကျွင်းကျန်တဲ့ရုပ်ကလတ်တော်ကိုမီးသိန်းကျူတော်ရဲ့ခါမှာတချို့မှာအယိုးအတိုင်းသာတွေ့ရပြီးတချို့ဘက်မှာတက်တော်တွေကျွင်းကျန်ကြောင်းသိရပါတယ်ကျွင်းကျန်တဲ့တက်တော်တွေနဲ့အယိုးတချို့ကိုမင်္ဂလာအတိုင်းကြောင်းမှာယနေ့ထိတိုင်အပူဇော်ခံထားရှိပါတယ်မင်္ဂလာအတိုင်းကြောင်းဟာမိုးကုတ်မြို့ထင်းရှုချံရဲ့မှာရှိပါတယ် တတိယမူကုတ်ဆရာတော်ဘုရားကြီးကို1908ခုနှစ်ဩဂတ်စ်လ1ရက်နေ့မှာဖွားမြင်ပါတယ်ခမဲတော်ဦးဖိုးခန့်မဲတော်ဒေါ်စုပါဇာတိကမကွေးမင်းဘူးနန်တော်ကုန်းကြည့်ရပါ1992ဇန်နဝါရီ18ကြာသပတေးနေ့မှာမြင့်မြတ်တဲ့ရဟန်းဘုရားရောက်ရှိခဲ့ပါတယ်ရွာသားယာကြောက်မော်တိုင်းဆရာတော်ဦးပညာထံမှ၎င်းနန်တော်ကုန်းဆရာတော်ဦးနန်ဒီယထံမှ၎င်းပရိယတိတွေသင်ယူခဲ့ပြီးအခုတ်ကူမျိုးမဟာဝိသုဒ္ဒရာမတိုင်းတရမဇောတိကကျောင်းမှာလည်းသင်ယူခဲ့ပါတယ် ဗန္ဒလေးမြို့ဖျားကြီးတိုင်းအောင်မင်္ဂလာကျောင်းတိုင်းမှာပရိယတ်တီအာကျိုးမှန်တန်းသင်ကြားပို့ချပါတယ်အမရပူရာမြို့မင်္ဂလာတိုင်းကျေးဇူးတော်ရှင်မုကုတ်ဆရာတော်ဖျားကြီးထံမှာဆယ်တနှစ်တိုင်တိုင်နေဝါညဝါသင်ယူပါတယ်ပြန်ပို့ချခြင်းနဲ့တာဝန်ကျေပွန်ပါတယ်မုကုတ်မြို့ထင်ရှုချံရဲ့မင်္ဂလာတိုင်းမှာဆရာတော်ကြီးရဲ့စီမံနဲ့ဆရာတော်ဦးနန္ဒီယာနဲ့အတူနှစ်ပေါင်း30ကျော်တည်င်းသုံးပါတယ်တတိယမုကုတ်ဆရာတော်ဖျားကြီးဟာ ဘွဲ့ရစိတ်တော်တွေကိုလည်းလက်ခံရရှိခဲ့တယ်လို့သိရပါတယ်တတိယမကုတ်ဆရာတော်ဖျားကြီးဟာလွန်ထူးခြားတဲ့ဆရာတော်ကြီးပါဆရာတော်ကြီးမှာမျက်စိကင်ဆာရောဂါဆွတ်ကက်ခဲ့ကြောင်းလည်းသိရပါတယ်အဲဒီခါဆရာဝန်ကြီးဆိုရ6လလောက်ပဲနေရတော့မယ်ဆိုပါတယ်မျိုးလုံးတော်ကလည်းမြင်မကောင်းအောင်ပြုတ်ထွက်လို့မတက်ရှေ့ကိုဖူးထွက်ပြီးဆူနေပါတယ်ဘယ်ပဲမျိုးလုံးပါဒါပေမဲ့အလွန်ထူးတာကဘလောက်ကက်ကက်ဆရာတော်ဟာညင်းညူခြင်းမရှိပါဘူးစေးတိုက်အောင်စေးထက်ပေးအောင်ဘယ်တော့ခါမှမမိတ်ပါဘူး တပည့်တွေကမကြည့်ရတဲ့အတွက်ရှင်ဖျား မျက်စိဝေဒနာဘလို့ခံစားပါတယ်လျှောက်ထားရင်။အော်ခန္ဓာရှိဝေဒနာရှိတာပဲလို့သာမိန်ပါလေ။ဝေဒနာမရှိတယ်လို့နေလိုက်ရင်ပြီးတာပေါ့ဒီယောဂငါ့ကိုဒုက္ခမပေးပါဘူးလို့သာမိန်ပါလေ။ဆရာဝန်ကြီးတွေဆိုရကင်ဆာဆဲတွေကအုံနောက်တစ်ခုလုံးပြတ်နှက်သွားပြီး6လထက်ပိုအသက်မရှင်နိုင်ကြောင်းဆိုပါလေ။ဒါပေမဲ့နောက်နှစ်နှစ်ထိဆရာတော်ဘုရားဟာအသက်ရှင်နေရရှိပါလေ။ဆရာဝန်ကြီးတွေပြန်လည်ဆန်းသက်တဲ့အခါ ကင်ဆာကြောတွေဟာလုံးဝမပြန့်နှံ့သွားပဲမျိုးလုံးတဝိုက်မှာပဲဆူလျက်ရှိတဲ့အတွက်ကြောင့်ဆရာဝန်တွေကိုယ်တိုင်အံ့အားသင့်ပါတယ်6လမှန်မှန်နောက်4လောက်ကြာတဲ့အထိဝေဒနာကိုသိခံခဲ့ပါတယ်။ဆရာတော်ဟာ2000ခုနှစ်ဗုဒ္ဓဟူးနေ့ညနေ4နာရီမှာခန္ဓာဝန်ချပါတယ်။နောက်ဆုံးမှာကတော့အားလုံးကိုခေါ်ခဲ့ပြီးအရှင်ဖျားတို့တဲ့ငွေကြေးမစုဆောင်ကြနဲ့တက္ကရာကမားတွေနဲ့ပေါင်းပြီးဖုံးကြည့်အောင်လက်လာပါရအောင်မလုပ်နဲ့ပဋိပတ်အချင်းမြတ်ကိုသာအားထုတ်ပါ ဒါပေမဲ့အဲ့ဒီလိုအားထုတ်နေတဲ့ဒကာဒကာမတွေသိအောင်အားမထုတ်နေလို့မိန့်တော်မူပါတယ်။ဆရာတော်ရဲ့ကျဉ်းကျဉ်ငယ်ငယ်ရဲ့ယုတ်ကလက်တော်ကိုမီးသိမ်းကြိုတဲ့ခါမှာတော့တချို့မှာအယိုးသားတိုင်းတွေ့ရပြီးတချို့မှာတက်တော်တွေကျွန်းကျန်ကြောင်သိရပါတယ်။ကျွန်းကျန်တဲ့တက်တော်နဲ့အယိုးချို့ကိုမင်္ဂလာတိုက်ကြောင်မှာယနေ့ထိတိုင်ပူဇော်ထားပါတယ်။မင်္ဂလာတိုက်ကြောင်ဟာမိုးကုတ်မြို့ထင်းရှုချံအရက်မှာရှိတယ်လို့သိရပါတယ်။နောက်ထပ်ဆရာတော်ဖျားကြီးကတော့ ကောက်ကတ်ကြီးနှဲကျိုးရွာလေကျောင်းဆရာတော်ဦးစာရိတ်တာဘီကွန်သားဖြစ်ပါတယ်အေအိုဒီတိုင်းမူဘင်ခိုင်တနုဖြူမျိုးနဲ့မှာယနေ့ထိတိုင်းဆရာတော်ဖျားရဲ့ရုပ်ကလတ်တော်ကိုဖူးတွေ့နိုင်သေးတယ်လို့ဆိုပါတယ်လောင်းတော်ကိုရင်ခွဲခြင်းစေးထိုးခြင်းအစရှိတဲ့လော်ကီစီမံနေလုံးဝမလုပ်ပဲယနေ့ထိတိုင်းဖူးတွေ့နိုင်ပါတယ်ဆရာတော်ကြီးကိုထောင်ကွာကိုဇွန်လတရက်နေ့မှာဖွားမြင်ပါတယ် အင်္ဂါနေသားမှာငယ်နေမယ်ကမောင်စိန်ဝါတဲ့အေယာဝတီတိုင်းဟင်္ဒရာခရိုင်ဇလုံမြို့နယ်ကော့ကက်ကြီးမှာဖွားမြင်ပါတယ်ခမဲတော်ကဥဖိုးထင်မဲတော်ကဒေါ်ရွှေတပ်ဖြစ်ပါတယ်အသက်၁၂နှစ်ရွယ်မှာဆရာတော်လောင်းလျာဟာကော့ကက်ကြီးကျောင်းဆရာတော်ဗန္နနာယေဝဒါပိဒဇမဟေထေကိုဥပဇေပြုပြီးရှင်သာမဏေဘုရားရောက်ခဲ့ပါတယ်2028ဒီဇင်ဘာ13ရက်နေ့မှာ တောင်တောင်မြို့အလဲချမ်းရွာလေးသားချောင်းခန္ဓာသိမ်မှာဆရာတော်ဥကဝိကိုဥပစေပြုပြီးတော့ယဟန်ဘွားရောက်ပါတယ်။တာမဏိဘွားမှာပင်ပထမပြန်ဆံမွေးကိုအောင်မြင်ခဲ့ပြီးမှယဟန်ဘွားတက်တဲ့အခါတောင်တောင်မြို့ဇချမ်းရွာမှာနေတဲ့ဆရာကြီးဥကျွတ်ထံမှာတရာချမ်းကိုစီးပူပါတယ်။အဲတော့မန္တလေးမြို့မစိုးရင်ကျောင်းတိုက်ဖရာကြီးကျောင်းတိုက်ဆရာတော်ဗနရနာရထံမှာလည်းနေဝါညဝါလေးသင်ကြားပါတယ်။1928အဲ့ဒီခါကအခက်အခဲဆုံးဆံမွေးဖြစ်တဲ့ တက်ကြောက်တီဟာဆံမပွဲကိုအမှတ်အများဆုံးနဲ့အောင်မြင်တော်မူခဲ့ပါတယ်ဆရာတော်ဟာ1950ခုနှစ်ကော့ကတ်ကြီးကိုပြန်ကြွပါတယ်ပရီယတီစာပေတိုက်ကိုတီထောင်ပြီးသာသနာဝင်ကိုဆွန်းစစ်နမထမ်းဆောင်ပါတယ်လော်ဂီနဲ့ပတ်သက်တဲ့အခွင့်အရေးခုတည်းများလုံးဝလက်မခံဘဲကျောင်းဝင်တွင်တည်သက်ကမ္မထမ်းကျောင်းလေးမှာပဲသတင်းသုံးဒုတင်တီဆောက်ဝိပဿနာတရားအထောက်ပါတယ်1969တက်တော်60ပြည့်ကာလမှာတပည့်တကာတကမှာကျောင်းစားရှိတဲ့တန်ရုံစင်းတွေကိုပယ်ဖြတ်ပြီ တိုက်ကြီးမြို့နယ်ဂျိုးဖြူတော်ကိုဝင်ကဝိပဿနာကမ္မထံတရားအပတ်တကုတ်ဂျိုးပတ်အားထုတ်တယ်။ဆရာတော်စွန်ကန်ကြွားရဂျိုးဖြူကြားချောင်းအဆရှိတဲ့ရွာတွေမှာရှမ်းတိုင်းရင်းသားတကာတကာမတွေကတသသပြောပြီးတော့မှကြီးညူကြပါလေ။အဲဒီ1983မှာနှဲကျွရလည်းကြောင်းဒုတိယဆရာတော်ဘဝနဲ့ထံပြောင်းတော်မူတော့နှဲကျွရလည်းကြောင်းတတိယဆရာတော်အဖြစ်ပြန်လည်တည်င်းသုံးခဲ့ပါလေ။ဆရာတော်ဟာဂျိုး တရားဘဝနာကြိုးပမ်းအားထုတ်ရင်တက်တော်85,994ခုနဲ့ဖေဖော်ဝါရီ9ရက်နေ့မှာဘဝနဲ့ထံပြန်လည်တော်မူပါတယ်။ကိုဆရာတော်ဘုရားဘဝနဲ့ထံပြန်လည်တော်မူတဲ့အခါမှာဆရာတော်ဟာယဟန်နာကြီးပါလားလို့အားလုံးသိရပါတယ်။ဆရာတော်တက်တော်ထင်ရှားရှိစဉ်ကတကားဒကမအပေါင်းတို့ကနေ့စဉ်ရွတ်ဆိုစီတဲ့ခါတာကတော့လွယ်လွယ်လေးပါ။အိုးမခိုနဲ့မကန့်နဲ့ဆော့ဆော့ထပြီးအောင်လို့စိတ်ကောင်းမှုဆိုတဲ့ခါတာပါ။ ဒီကရာဟာဒီနေ့ထိတိုင်မှာအိမ်တိုင်းအိမ်တိုင်းမှာကတ်ထားပါတယ်ဆရာတော်ကြီးရဲ့အကြောင်းကိုစိတ်ပါဝန်စားခွဲရဖော်ပြရရင်တော့အများကြီးရှိပါတယ်ထူခြားစမ်းတဲ့ဖြစ်တွေကိုပြောရမယ်ဆိုရင်ဆရာတော်ဖြစ်နေတော်မူတဲ့နေကျွရလည်းကြောင်းမသတင်းသုံးရနေရဟောင်းပြီးတော့ကောက်ကတ်ကြီးကြောင်းနဲ့ကိုးစုရလည်းဖရာကြီးကိုအလင်းနဲ့ပြန်သွားတာလူပြားဖူးမြော်ရခြင်းပြန်လို့တော်မူတဲ့ညသစ်ပင်တွေကျိုးပြတ်အဆောက်အဦတွေပြိုပြတ်လောက်အောင် ပြင်းထန်တဲ့လေပြင်းတိုက်ခိုက်ပေမဲ့ ဘယ်ရာမှမပြက်စီတာအကောင်းပကတိတွေ့ရခြင်း1994မလ26ရက်နေ့ည7:00နာရီမှာကော့ကကြီးရောင်မှာလင်းနန်းကြီးထိန်လင်းနေတာကိုတွေ့ရတဲ့အတွက်ပွဲခင်းရှိပြန်ကြားရေးဌာနမှအသိပေးကြေညာခြင်းအလောင်းတော်ကိုအန်ဒီမအဂိဇာဗနာစင်ရင်ကျင်းမာတာအချိန်ခါမို့မိုးသီထန်စွာရွာသွန်းပါလေ။ညီတကြိုးဘုဆောက်လုပ်ထားတဲ့လောင်တိုက်တော်တွေပြည့်စည်သွားပါလေ။ကောင်းကွင်းတစ်ခုလုံးအုံမှိုင်းပြီးကျောင်းဝင်းတစ်ခုလုံးခြေဖောင်မိုးမြုံမြမိုးကြီးရွာချတဲ့အတွက် ဆရာတော်ရဲ့ယုတ်ကလက်တော်ကိုမီးမသိမ်းကြဖို့ဆုံးဖြတ်ပြီးဆရာတော်ရဲ့တပည့်ကြီးဖြစ်သူကယရနာတုတ်လာဂါရာတော်ကိုပါဠိအနက်သုံးချင်ရဆိုပြီးတပည့်သားများအပြစ်ကြီးပြငယ်ရှိပါကခွန့်လွတ်ပါဆိုပြီးဥတိုက်တော်မနခဏကောင်းခင်မှာပကတိကြည်လင်သွားပါတယ်လောင်းတော်ကိုသင်ချို့ဖို့တုန်နှားတဲ့ဒုံကြီးသုံးခုနဲ့တတိယဒုံကြီးမှာမီးမတိုက်ပဲအလိုလျောက်မီးဆွဲကလောင်းတိုက်တော်အားဦးတိုက်ဖောက်ခွဲလိုက်ပါလေ။1994 AB 24မှာ စံကြောင်းတော်မှာပြိုးပြပြအယောင်နဲ့အလင်းလင်းကြီးတွေကိုလူများဖူးတွေ့ရပါတယ်။လက်ရှိနှစ်ကျွရွာလဲကျောင်းဆရာတော်ဗန္နနာဝေပုံလာကိုတွေ့ပြောပြချက်အရာဆိုရင်ဆရာတော်ဖျားရဲ့ရုပ်ကလက်တော်ကိုတဲ့ဘသူမှသွားမကင်ရတော့ဘူးတဲ့ထူးခြားချက်ကတော့အပုပ်ရည်လဲမကြအနံလဲဆိုးမဆိုးချေလက်တွေပြော့ပြောင်းလို့တပည့်တကာတွေကအစည်းအဝေးပွဲပြန်ကျင်းပပြီးတော့ရုပ်ကလက်တော်ကိုအကိဇပနာမလုပ်တော့ဘဲလက်ရှိတိုင်းကုစောထားဖို့ဆုံးဖြတ်တော့ ချက်ချင်းပဲနေပွင့်လာတယ်။အကိဇာပနမှာသုံးဖို့တက်စင်ထားတဲ့ဒုံးလေးမိမရှို့ပဲချက်ချင်းထားပေါက်တယ်လို့ဆိုပါတယ်။ဒါအပြင်ဆရာတော်တက်တော်ထင်ရှားရှိစဉ်ကမမျော်လင့်ထားတဲ့ထူးခြားအံ့ဖွယ်ဖြစ်ကတော့အများကြီးပါ။တော်လည်းတန်နေကြရတယ်။ဆရာတော်ကိုမိမသိင်ကြို့ဖို့ဆုံးဖြတ်တဲ့နေ့မှာပဲခူးဆုံးခဲ့တဲ့ကောင်ဟာကျောင်းဝင်းတွင်ဝင်လာပြီးဆရာတော်ရုပ်ထုအနီမှာအစာမစားပဲဆဲလောက်နေတာကိုတရားလုံးကအံ့အားသင့်ဖွယ်တွေ့ရပါတယ်။ ဆရာတော်ရဲ့ရုပ်ကလတ်တော်ဟာလက်ရှိချိန်ဒီမူပင်ခရိုင်ဒနုဖြူမြို့နယ်နေကျိုးရွာလေကျောင်းစံကျောင်းတော်မှာအလူမီနီယမ်မှောင်ခုံးတွင်မှာလက်ရှိချိန်ဒီအပူဇော်ခံထားရှိထားတယ်လို့သိရပါတယ်။ဒါကတော့ယဟန်နာကြီး၃ပါးရဲ့အထုပတိတွေကိုတင်ဆက်ပေးခဲ့တာပါ။အားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ။